ဟုတ်ကဲ့ဗျာကျွန်တော်တို့ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့အိမ်မှာမီးလေးစနစ်ပတ်သက်ပြီးလုံးဝမသိသေးတဲ့လူတွေအတွက်မီးမီးဒီတလုံးပေါ့နော်ခလုံးနဲ့ဘယ်လိုဆင်ရလဲဆိုတာလေးပြောပြမှာဖြစ်ပါလေအလုံးပဲကျွန်တော်နဲ့တူဆုံးအောင်ကြည့်ပေးဖို့ဖြစ်ခေါ်ပါလေဟုတ်ကဲ့ပရမဆုံးကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်ခဏရှင်းပြခြင်းနဲ့ဗျာဓာတ်တိုင်ကနေပြီးတော့ ျွန်တော်တို့ဒီအိမ်3မီတာတွေကိုပထမဆုံးဟွာကြိုးတွေဝင်ထားပါတယ်ပြီးရောအိမ်3မီတာနဲ့အိမ်ထဲမှာရှိတဲ့ breaker ပေါ့အဲ့ breaker ကိုဟွာဝင်ထားလာရှိပါတယ်အဲ့ဒါတွေကတော့အမှန်တကယ်ကျွန်တော်တို့သုံးလို့မရပါဘူးတကယ်တော့သူ့ဘာနာသူအာ EPC ကနေလောက်တဲ့အပိုင်းမှာကျွန်တော်တို့လုံးမဲ့ပိုင်းရတာ breaker ထွက်ကနေပြီးတော့အိမ်ထဲကိုပြီးစင်တဲ့ဘိုင်းပေါ့နော်လောလောဆယ်တော့မီလုံးလေးတစ်လုံးကိုခလုတ်တစ်ခုနဲ့စင်ပြမှာဖြစ်ပါတယ် ပထမဆုံးကျွန်တော်တို့ကအနတ်ကျိုးပေါ့နော်ဒီထရကျိုးကိုမီးလုံးမီးကောင်းရဲ့ခလုတ်တစ်ပတ်ချမ်းကိုကျွန်တော်တို့ဝယ်ဟုတ်ကဲ့ပြီးကျွန်တော်အလားကိုလက်တွေ့လည်းတစ်ခုစင်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါအရောလက်တွေ့စင်ပြတယ်ကျွန်တော်ဗီဂါရဲ့အထွက်ကနေပြီးတော့ကျိုးတစ်ချောင်းနှက်မှာတော့အနတ်မရှိလို့အစိမ်းကျိုးနဲ့ကျွန်တော်စင်ပြပြီးနည်းနည်းပြခံပြပါအဲ့တော့ဒီကျိုးကိုကျွန်တော်တို့မီးကောင်းရဲ့အစတစ်ဖက်ကိုနိုင်ရိုက်ဝယ်မှာဖြစ်ပါတယ် မနမီကောင်းမှာ၃ခုရှိနေတာအပေါ်တစ်ခုကတော့ဒါအကျိုးအတွက်ပါကျန်တဲ့နှစ်ခုကတော့ဘယ်ဘက်ကိုပဲတက်တက်တက်လို့ရပါတယ်ကျွန်တော်တစ်ဖက်စားဘူးဒီတန်ခိုင်းဝင်လိုက်ပါဟုတ်ကဲ့ Okay ပါအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီပုံမှာပေါ့နော်မီခလုတ်ကိုကျွန်တော်တို့အာလိုင်းဂျူအနီဘလိုဝင်လဲဆိုတာလေးကိုပုံနောက်တော့ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့မီသုတ်ရဲ့ တစားဝင်မယ်နောက်တစားဝင်မိကောင်းကိုဝင်มาဖြစ်ပါတယ်အဲ့တော့ဒီပုံစံကိုလည်းကျွန်တော်တို့လက်တွေ့မှာထပ်ပြီးတော့မိကျိုးဘယ်လိုဝင်လဲဆိုရှင်းပြပါမယ်အဲ့တော့အခုဒါ neutral ကမှ line ကျိုးအနီပါမိကျိုးကိုကျွန်တော်ပြန်စားနေပြီးတော့ထည့်ပါမယ်ဒီမိခလုတ်ပါနော်မိခလုတ်ကို ဟိုဘက်ကနှစ်စားရှိတယ်တစားကြိုက်တဲ့တစားကိုဝင်လို့ရပါတယ်ဗျဟိုဘယ်စားပဲဖြစ်ဖြစ်ဝင်လို့ရပါတယ်တော့ကျွန်တော်တစားကိုဝင်လိုက်ပါပြီပြီးရင်ပြန်တဲ့တစားကိုတော့နောက်ထပ်အနီကျိုးတစ်ချောင်းနဲ့ဆက်ပါမယ်ဗျဒီကျိုးကတော့ကျွန်တော်တို့မီးကောင်းနဲ့မီးခလုတ်ကိုဆက်ပေးမယ်ကျိုးပါဟုတ်ပါတယ်ကျွန်တော်ဒါကိုမီးခလုတ်ကိုကျွန်တော်ကတစားကိုဝင်လိုက်ပါမယ် နှစ်စားရှိပါတယ်နော်တစားကဘီဘီကနဲ့ဝင်တဲ့ဘက်ကိုဝင်တယ်နောက်တစားကမိကောင်းဘက်ကိုသွားမဲ့ဘက်ကိုဝင်တာဖြစ်ပါတယ်ဒီမှာကျွန်တော်မိကောင်းဘက်ကိုမှကျန်တဲ့တစားကိုကျွန်တော်လိုင်းရိုးအနီကိုဝင်မှာဒါဆိုရင်တော့ဝါကျိုးဝင်တဲ့ကိစ္စတော့ပြီးပါတယ် ပြီးကျွန်တော်တို့မိကောင်းကိုသူအတဲ့တိုင်းနေပြန်သားမယ်မိခလုတ်ကိုလည်းကျွန်တော်အတဲ့တိုင်းသားမနေ့ကတော့မိခလုတ်ရဲ့အောက်မှာ base တစ်ခုရှိပါတယ်ဗျာဒါပေမဲ့လောလောဆယ်တော့ကျွန်တော် base ကိုထည့်မပြသေးတာနောက်ပိုင်းနေ့တော့ကျွန်တော်ကိုရှင်းပြပြီးနောက်ပြီးဘူးလေတော့မိတိတပမယ်ဒီမှာပုံမှန်လည်းရှိပါပုံမှန်လည်းကျွန်တော်တို့ဒီ breaker ကို on လိုက်ပြီးတော့ဘီကလုတ်ကို on လိုက်တာနဲ့ဘီလုံးလင်းလာမှာဖြစ်ပါတယ်ဗျာ အဲ့တော့ကျွန်တော်တို့လက်တွေ့မှာလည်းရေကာကိုအောင်ပါမယ်ပြီးမီကရိုကိုတစ်ချက်ဖွင့်မယ်ပြန်ပိတ်မယ်ဖွင့်မယ်ပိတ်မယ်ဘာအလုံးမဲနားလည်ကြမယ်လို့ထင်ပါတယ်ကျေးဇူးပါအလုံးပဲ